tha nè cao mi <laughs> là rồi à là quê em hả đấy thu nè 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 bố cái gì con ở đây ta ta mà ô thôi đã ừ mà ô thằng này đã thu gì có thể gì nên cho khảo em hả တက်တာပြီလားဆိုတော့သူတို့တွေကဟိုကအယောင်ကြစေးထိုးနေလေညာဘက်တစ်ချမ်းလုံးကအုံနောက်ညာဘက်တစ်ချမ်းလုံးကယောင်နေတာဆိုတော့လောတော့အယောင်ကြစေးတွေထိုးနေရယ်နောက်စေးတိုးတယ်စေးကပိုးသက်စေးရခါတိုင်းကပိုးသက်စေးရတနေ့ကို4000 gram တောက်ကြတာအခု2ရက်ရှိပြီ9000 gram ဖြစ်သွားတယ်ချက်ချင်းကြီးတော့ပဲတက်တာမှာ 9000 gram ဖြစ်သွားတယ်ပြီးတော့ထိုးဈေး gram နေတော့မပါသေးဘူးပေါ့ပြီးသွားလို့ရှိရင်အတန်ကြားလားအတန်ကြားလားပြီးသွားလို့ရှိရင်သူတို့ကဟိုဆောက်ခေါင်းပြန်ရိုက်အောင်မယ်အယောင်ယော့လားမယော့လားဆိုတော့ပြန်ရိုက်မယ်ထိုးဈေးနဲ့အယောင်ယော့တာအရင်ချတာလေအိမ်မှာမထားဘူးအိမ်မှာထားလို့ရှိရင်နောက်ထပ်တတိလစ်တဲ့ခါကျရင်သူကြောက်ပေါက်သွားမှာဆိုလို့ အရန်ညာဘက်ကအရန်ရောင်ပြီးတော့ဘယ်ဘက်ကိုသွားသွားပြီးတော့ဖိနေအောင်ဘယ်ဘက်ကိုသဖိနေဆိုတော့သူ့ကြောက်ပေါက်သွားမှာဆိုတော့အားကြောင့်သူကအိမ်မှာမထားဘဲနဲ့စေယုံမှာခေါ်တင်ထားတာအားလုံးမျိုးနောက်ထပ်သတိအလစ်မခံတော့မယူကလမ်းလျှောက်ရင်လည်းသတိပြပြလစ်နေအောင်အဲ့လိုမျိုးဖြစ်ရတော့ဟိုအယောင်ရော်စည်းတွေညာဘက်တစ်ချမ်းလုံးအယောင်ရော်စည်းတွေထိုးနေတညာဘက်နဲ့ သွားပြီးတော့ဒီလိုတိုက်ပြီးတော့ဘယ်ဘက်ကိုသွားတက်ဖိထားတာအဲ့လိုဆိုတော့သတိလက်တာဗောနော်အခုကတော့နေရတာတော့အဲ့လိုမျိုးမှုံမယူအဲ့လိုဘာဖြစ်တာလဲဘာဖြစ်တာမမေးနဲ့မယူပြန်မပြောနိုင်တော့မောလို့မယူ post တွေလည်းတောက်လျှောက်တင်နေရပဲနော်မယူဘာဖြစ်တယ်ဆိုတော့ post တွေတောက်လျှောက်တင်နေရပဲအဲ့ဒါယူပြန်ပြန်ပြီးတော့ဘာဖြစ်တာလဲပြန်မေးတယောက်မေးတယောက်မေးမယူကပြန်ပြန်ပြောတော့မပြောနိုင်ဘူးနေမကောင်း အဲသူတို့အယောင်ကြသွားမယ်ဆိုရင်တောက်ဆေးနဲ့ချိမ့်မယ်အခုလောဆယ်ထိုးဆေးရရေးကြီးနေလို့ထိုးဆေးနဲ့သူတို့အယောင်အရင်ချနေထိုးဆေးနဲ့ချနေရယ်ထိုးဆေးနဲ့အယောင်ကြသွားပြီးတော့ဒီဘယ်ဘက်အုံနောက်ကိုသွားထိနေတာဟုတ်သူကဘယ်ဘက်အုံနောက်နဲ့ကွာသွားပြီးကက်နေတာဖိထားတာကွာသွားပြီဆိုရင်တော့သူတို့တောက်ဆေးနဲ့အိမ်ပြန်လှုပ်မယ်လို့ပြောတယ်။အတောက်ဆေးနဲ့အိမ်ပြန်လှုပ်မယ်လှုပ်ပြီးရင်ခေါင်းကို CD ပြန်ရိုက်မယ် CD ရိုက်လို့မှသူတို့အဖြေမကြိုက်ဘူးဆိုရင်သူတို့အုပ်ဆောင်အုပ်မယ်လို့ပြောတယ်။ခေါင်းအုပ်ဆောင်ပြန်အုပ်မယ်။အုပ်ဆောင်ပြန်အုပ်မယ်ပေါ့။ခေါင်းထဲမှာအခုကအကျိတ်မဟုတ်ဘူး။ပထမအကျိတ်ထင်တာ4.0 mm ဆိုတာအကျိတ်ထင်တာအကျိတ်မဟုတ်ဘူးကွာရေယုံပေါက်နေတာ။အုံနောက်ရေယုံလို့ခေါ်တယ်တဲ့။အုံနောက်ရေယုံပေါ့နော်။အုံနောက်ထဲမှာပေါက်တဲ့ရေယုံပေါ့။အဲ့ရေယုံပိုးကိုတတ်နေတာ။အဲ့ရေယုံကြောင့်ဒီအုံနောက်တစ်ချမ်းရောင်သွားတာပေါ့နော်။ ရေယုံပိုးကိုတတ်နေတာအုံလောလောဆယ်အဲ့ရေယုံပိုးကိုလည်းတတ်ကြတာပေါ့အယောင်ရော်စည်းတွေလည်းတောက်လျှောက်ထိုးနေရအဲ့လိုဖြစ်နေအဲ့တော့ကိုကဆေးတောက်ပြီးရောဆိုမြော့ဆေးတောက်ပြီးဆိုမြော့ဆေးထိုးပြီးဆိုမြော့အဲ့လိုမျိုးဆေးထိုးလိုက်ပြီးဆိုရင်လူကမသိတော့ဘူးအိတ်တာကတတိလိတာလားမသိတော့ဘူးဘောကငြိမ်ကြပါ ိန်းမိန်းနေတယ်လို့မသိရင်ဘိန်းသမားအတိုင်းပဲလုံးဝငြိမ်းကြပါအောင်အဲ့လိုဖြစ်သွားတယ်မရခံနိုင်တော့ဆေးချိန်များလာတဲ့အခါကျရက်တွေများလာလေးရက်ရှိသွားပြီ၄ရက်တောက်လျှောက်နေရောညောင်းတနေ့ဟိုဆိုရင်ပိုးသက်စီရတော်တော်လေးများမယ်တောက်ဆေးကြီးပဲဟို၄တောင်ဒီနေ့ဆို9မနေ့ကဆို9တောင်ဒီနေ့9တောင်တရက်ကို9တောင် ဖြစ်သွားတယ်9တောင်ဆိုတော့ထိုးဆေးတွေနဲ့ဆိုရင် မယူတကူလုံးမှာဆိုရင်တောင်းချီမယ် gram ပေါင်းအဲ့ဒါကိုမယူကို online ကနေပြီးတော့လဲလဲဆိုတော့ကောင်မလေးတယောက်ပဲလာဆောင်ပေးတာဘယ်သူမှမဆောင်အမေကတော့အိမ်မှာကလေးတွေနဲ့ចောင်းသွားလိုက်ចောင်းပြန်လိုက်ပေါ့လျှော်လိုက်ဖုတ်လိုက်ထမင်းကြိုက်လာဖို့တယ်ဒါပဲဖွားပြီးပြန်ရတာပေါ့ပြေးရတာပေါ့ မယူရတယောက်သေးပေါ့စေအောင်မှာအခုဒါစေသွားဝယ်တာခုထိုးဖို့ဆရာကထိုးဖို့စေနှလုံးသားလက်တွေကိုကြည့်လက်တွေကိုကြည့်လက်တွေကိုကြည့်လိုက်အခုလည်းဆိုမယူထိုးထားတဲ့ထိုးချက်တွေကြည့်လိုက်အပေါ်ကထိုးထားတဲ့ဥစ္စာတွေကလက်တရားဟောစာဒီလိုဖြစ်သွားပြီ မစားပြောပါဘူးညိုအညိုဘတ်တွေပြောင်းကိုထိုးရင်းတယ်လေဒီဘတ်တွေပါတကယ်ဘော်ဒါစစ်တွေကတော့လာကြပါတယ်လာတယ်တော်တော်လေးကိုလာကြတယ်တကယ်ခင်တဲ့လူတွေဆိုတော်တော်လေးလာကြအညာကြီးမင်းမိုးချုပ်ကြီးလည်းလာတာပဲဟုတ်စားပေါ့ဒါကဂျိုကုန်းနဲ့ BOC နဲ့ကြားတဲ့က KBC ခရီးရန် ခရစ်ယာန်ဟိုစာစေယုံလေ KBC တဲ့ခရစ်ယာန်စေယုံဝင်လာလို့ရတယ်၁၀နာရီလဲဝင်လာလို့ရတယ်၁၇နာရီလဲဝင်ဝင်လာလို့ရနှစ်လွာပဲရှိတာမယူကနှစ်လွာမှနေတာလေနှစ်လွာနှစ်လွာတက်လာမယူတို့ရမှာမယူကမစားနိုင်လဲမရတော့ဘူးပိုးသက်စေးနေဆိုတော့မစားနိုင်လဲရေနဲ့မျောချ ထမင်းကိုပါဇက်တဲ့အတင်းထက်ဝါပြီးရင်မယူရေမျိုးချရေမျိုးချရေနည်းနည်းထည့်လိုက်ထမင်းမျိုးချဝါမျိုးချပြီးမှဆေးတောက်ဆေးတောက်ပြီးဒိုင်းဆိုမယူပစ်လဲသွားပြီမရတော့ဟယ်လိုအဲ့တော့အဆောင်အရောမိသားစုနဲ့ပတ်သက်တဲ့အဆောင်အရောမရှိဘူး online လဲလဲဆိုတော့ကောင်မလေးတယောက်ကတော့လာဆောင်ပေးတယ်။သူကစဖြစ်ကလေးကအိမ်ကိုလာတယ်။သူလာပြီးအထုပ်ဘိုးတွေယူတယ်။ယူပြီးတော့ဆေးရုံတစ်ခါလေးလိုက်လာတာ။သူအဝတ်စားတော့နောက်နေ့မှသွားယူရတယ်။ ဲ့လိုမျိုးမယူလာဆောင်ပေးအခုချိန်ထိပေါ့နော်မိသားစုကတော့ပြောမယ်ဆိုရင်တော့ကလေးတွေကတော့ထားပါတော့ပေါ့နော်အဲ့လိုတွေဖြစ်နေအမေကလည်းနေကောင်းတာမဟုတ်ဘူးလေနေမကောင်းတဲ့ခါကျမှကိုကတိလိုက်တာငွေကြေးမရှိရင်လည်းငွေကြေးတိုင်းတာမရှိရင်လည်းအခုကမယူဆေးုံတက်နေဆိုတာဒါအလှခံထားတဲ့ဟာတွေနဲ့တက်နေရလေ လူခံထားတဲ့ဟာနဲ့တက်နေတယ်။မယူအင်းကထမင်းလာပို့တယ်။စီစဉ်စားပြုစားရင်စားမယ်။ငချောင်းဖုတ်တန်စားတယ်မယူ။အမေကငချောင်းတစ်ခါလာဖုတ်ပေးထားစီစိမ်ပေးထားတယ်။အဲ့ဒါလေးနဲ့ပဲမယူစားတယ်။ဘာလို့လဲ။ကျန်တာတည်းကစိတ်ထုဖို့ခြံထားရလေ။မယူစင်းရင်လောက်ထားပါတယ်။တချို့ကြတော့လေစီတလုံးစားပေါ့နော်။2000ကျော်အဲ့လိုလှူတာရှိတယ်။စီတလုံး2000 3000 2000 3000ဆိုတော့တချို့ကြလှူတယ်2000 2000ခွဲအဲ့လိုလှူတယ်ပေါ့ကိုကဆေးထိုးမှအမြင်မြင်ပြောက်ပြီးတော့အေးဆေးနေရမယ်လူအောင်ကြမယ်လူဆိုတော့ဆေးဘူးအရေးကြီးတယ်အဲ့တော့စီစံစားပြုမယူစားတယ်ငချောက်ဖုံးနေစားတယ်လက်ဖက်နဲ့စားတယ်မယူအတိုင်းပဲစားတယ်လက်ဖက်နဲ့စီစံစားပြုလက်ဖက်လေးနဲ့ထမင်းနဲ့နယ်ပြီးစားလိုက်တယ်ရေတောက်လိုက်တယ်မယူတော့စေးရုံပေါ်မှာလို့ပဲစားနေတယ် သူများကစိတ်တလုံးပိုးလှူတယ်နှလုံးပိုးလှူတယ်တချို့ကြတော့လဲ3000တချို့ကြတော့လဲ9000ဟောတချို့ကြတော့စာလုံးကလူတွေကြတော့စာလုံးကအမတချို့တွေဆိုရင်9000ညီမလေးဆို9000တချို့ကြတော့3သိန်းခွဲအဲ့လိုလှူတဲ့လူတွေရှိတယ်စာလုံးကနေမယူကစင်းရင်လောက်ထားတယ်ဒါနေကောင်းတော့မှပဲဒါသူတို့ယေရှုတင်စကားအသီးတန်ပြောမယ်ဘောနော်သူတို့ပြီးတယ်အဲ့ဒီတရက်စာပေါ့တရက်စာဆိုမယူက3သိန်း8000ကြတာပေါ့ ဆိုတော့သူတို့တသိန်းလူတဲ့လူရှိတယ်၅000လူတဲ့လူရှိတယ်ထိုင်းကနေ5000ပိုးတဲ့လူရှိတယ်စားလုံးကနေတသိန်းခွဲပိုးတဲ့လူရှိတယ်5000ပိုးတဲ့ညီမလေးရှိတယ်မြန်မာနိုင်ငံက5000ပိုးတယ်တချို့က2000ခွဲ တချို့ကြတော့လဲဈေးတလုံးပိုး2000ခွဲတချို့က3000အဲ့လိုပိုးတာပေါ့အဲ့လိုက်ကြမယ်ယူကဒီတိုင်းသုံးလို့မရမယ်ယူဈေးဖို့ရှိတယ်အဲ့တော့ဈေးထိုးဖို့အဓိကဖြစ်နေတယ် အဲ့တော့မယူဘူးလို့ဆိုလက်ဖက်နဲ့စီစမ်းစားပြူးနဲ့စားပြီးစေုံတက်နေအဲ့လိုဖြစ်နေအားတော့မရှိဘူးပေါ့အားရှိတာစားဆိုရင်တော့ကျက်စုပ်ပြုတ်သွားပါမယ်လောဆယ်တော့ထမင်းသာအားရှိပါရဲ့နော်အဲ့တော့တောက်ဆေးရလဲတနေ့ဟိုတောက်ဆေးရ2000ကျော်တယ်တောက်ဆေးရဒါထိုးစေးမပါဘူးပေါ့နော်တောက်ဆေးရပဲ2000ကျော်တာ ဒါကြီးအလကားရတဲ့ဆေးဆိုရင်တော့ကောင်းတာပေါ့နော်။ဟောကိုကလည်းမေးကြည့်တာလကားရတဲ့ဆေးဆိုရင်ဖြစ်ချင်တော့လေကိုဖြစ်တဲ့ဆေးတွေကလည်းလကားရတဲ့ဆေးတခုမှမပါဘူး။ကဲကြည့်ဟော။လကားရတဲ့ဆေးမဟုတ်တော့လေဝယ်တော့ပေါ့။အဲ့လိုဖြစ်နေ။ဟာပြည့်ကျေးဇူးလေးတင်တယ်။လူတဲ့လူတွေကိုလည်းနောက်မှတည်တည်တန်တန်ကျေးဇူးတင်စကားပြောမယ်။စာအုပ်ထဲမှာနာမည်နဲ့တကွရှင်းထားတယ်။ တချို့ကြလည်းမြန်မာနိုင်ငံကကြပြန်တော့လည်း wave money နဲ့လွှဲကြတယ်။တချို့ညီမကြီးကြလည်း9000တနိုင်နဲ့တချို့ကျောင်းသားလေးတွေကဆို9000နဲ့အကဲကြီးပေါင်းတက္ကသိုလ်ကျောင်းသားကောင်မလေးတွေတချို့ကြလည်းမမယူညီမလေးကတော့တပေါင်းနဲ့အဲ့လိုလှူကြတယ်ခလေးရှိတယ်။မယူခြင်းမယူရဘူးမတက်နိုင်ဘူး။မတက်နိုင်ဆိုကိုကိုယ်တိုင်ဝမ်းမမတက်နိုင်တာမတက်နိုင်တဲ့အဆုံးလုံးလို့စိတ်ထူဖို့ရေးသူတို့ရဲ့မဟုတ်ဘူးတပေါင်းကိုလည်းကိုယူရတယ်9000ကိုလည်းကိုယူရတယ်။ လောစကူချမ်းမကြီးကောင်းပါပဲတိတ်ကလေးတွေပြန်ပြီးကျေစုပြူပါမှာပဲနော်အဲ့တော့လောလောဆယ်တော့ကိုမိသားစုကငွေမပါသေးပါဘူးလို့နော်ကိုမိသားစုကငွေမပါသေးဘူးပါစရာလည်းတပြားမှမရှိဘူးမရှိလို့လည်းလူခံပြီးတဲ့တဲ့ကိုယူနေရလဲစိတ်ကူးနေရတာကိုရင်အိမ်ပြန်မဲ့ဒါပဲကိုရင်အိမ်ပြန်မဲ့အလှငွေဆက်ရှင်တော့ဆက်တယ်မလှငွေဆက်မရှိရင်အိမ်ပြန်မဲ့ ဒီလိုပဲလုပ်ကြတော့မှာပဲပေတီးပြီးနေနေတော့လဲထိုးစရာထိုးစီဘူးမှမရှိတာဘာလို့မှာသူများလိုလင်အားကိုးစရာမှမရှိရဟုတ်တယ်လားနော်အဲအမှုသမားတွေကအမှုသမားတွေကတိုင်အမှုသမားတွေကကိုစီမှာပတ်စံရှင်းရင်တော့သူတို့စောက်ကြွေးတွေယူပြီးဆက်ကြသေးတယ်အမှုသမားတွေကအဲ့လိုအဲ့ဒီကိစ္စလည်းနောက်မှကြီးကျယ်လုပ်ပြအောင်မယ်ဟိုကနေရမကောင်းသေးရသေးမှာ နေရမကောင်းမိမတယောက်ကိုယူတယ်ခလေး၃ယောက်နဲ့ဟာတောင်းမှမကြည့်ဘူးအဲ့တော့ပြောတဲ့ပုံစံကမယူတဲ့မင်းကောင်းတွေကအုံနောက်တချမ်းရောက်တာတဲ့ငါလောက်တာမှမဟုတ်တာတဲ့ကဲအလိုဟာမျိုးရပြောတဲ့ရောက်ကြရှိသေးတယ် မင်းကောင်းတဲ့အုံနောက်ကမင်းကောင်းတဲ့အုံနောက်ရောက်တာငါလောက်တာမှမဟုတ်တာတဲ့ဆရာဝန်းနေတည်တာပဲတဲ့မင်းကမင်းမင်းယောဂနဲ့မင်းရောက်တာတဲ့အဲသူတောင်းဝန်ယူစရာမလိုဘူးဆိုတဲ့ပုံစံပေါ့အဲ့လိုရှိတယ်နောက်ယောက်ျားချင်းချင်းတော့ယွန်းစရာအဲ့လိုရှိတယ်ဟုတ်လို့ဒီမယူကတော့လှူငွေရှိနေတဲ့ချိန်ထိကတော့စိတ်ထုတ်မှလှူငွေမရှိရင်မယူအိမ်ပြန်မယ်။ချိန်နေလို့ဖြစ်တယ်။ တတနော်မြရတော့စေထိုးတော့မစေထိုးခြင်းရောက်တော့ဆယ်မိုင်လာမစေထိုးပြီဆိုရင်ဘိမ့်မိမ့်မိအဲ့တော့